္ဂလာပါရှင်အဲမြူတာလူမြောက်ရေးတက်မတော် TNL နဲ့စစ်ကောက်စီတို့တရုတ်နိုင်ငံမှာတွေ့ဆုပ်ခဲ့ပေမဲ့သဘောတူညီမှုမရပဲပြီးဆုံးသွားခဲ့ပါတယ်စစ်ကောက်စီကစစ်ကြောတွေထိုးလာပေမဲ့ကချင်လွတ်လပ်ရေးတက်မတော် KIA ပူပေါင်းတပ်တွေကစစ်ကောက်စီတက်ဆွဲထားတဲ့လဝါရွာကစုသားတောင်စခန်းကိုသိမ်းပိုက်လိုက်ပါတယ်ဂရိနီပြည်ဒီမော့ဆိုမြို့နယ်မှာတောက်သူတွေစိုက်ထားတဲ့ညစ်စပားဤကတထောင်ကျော်ခရုဖြက်စည်းရာကိုခံလိုက်ရတဲ့အတွက် အကူအညီတွေလိုအပ်နေတယ်လို့တောက်သူတွေကပြောပါတယ်တအန်လူမြောက်ရေးတပ်မတော် PSLF TNL နဲ့စစ်ကောင်စီတို့တရုတ်နိုင်ငံကုမင်းမြို့မှာတွေ့ဆုံဆွေးနွေးခဲ့ကြပြီးသဆုံတရားသဘောတူညီမှုမရခဲ့ဘူးလို့ PSLF TNL ကမေလ၂ရက်နေ့မှာထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံရဲ့ဂျာဝင်စီစဉ်မှုနဲ့ဧပြီလ28ရက်နေ့နဲ့29ရက်နေ့မှာ တွဲဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။အဲဒီဆွေးနွေးမှုထဲစစ်ကောက်စီဘက်က နောက်ချိုကြောင့်မဲတီဘောမူကုတ်မူမိတ်စတဲ့ဒေတာတွေထဲကနေပြန်လည်ဆုတ်ခွာပေးပြီးပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာဖြစ်တဲ့နမ်ဆန်နဲ့မန်တုံမြို့နယ်ထဲမှာပဲအခြေစိုက်ဖို့တောင်းဆိုခဲ့တယ်လို့ PSLF TNLA ကဆိုပါတယ်။ ဒီတောင်းဆိုမှုတွေကို PSLF TNLA ကိုစလဲတွေကသဘောမတူနိုင်တာကြောင့်နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှုထက်စစ်မတိုးနိုင်သေးပဲလာမယ့်ဩဂတ်လမှာထပ်တွေ့ဆုပ်ဖို့ရွှေ့ဆိုင်ခဲ့ကြပါတယ်။တရုတ်နိုင်ငံအထူးကိုယ်စားလှယ်ကကမကထပြုပြီးနရက်တာပြုလုပ်ခဲ့တဲ့တွိတ်ဆုံဆွေးနွေးပွဲကို PSLF TNLA ဒုတိယဘူချုပ်ကြီးတာချုပ်ကြားဦးဆောင်တဲ့ကိုယ်စားလှယ်ရင်းနဲ့စစ်ကောင်စီဘက်ကဒုတိယဘူချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တို့တွိတ်ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ မြကြီးနာဖာကက်လဲပုံမှာရှိတဲ့လဝါရွာကစုသားတော်တက်စခန်းကိုကချင်လူလက်ရေးတက်မတော် KIA နဲ့ပူပေါင်းတက်တွေကမေလာတရဲနေမှာတိမ့်ပိုက်လိုက်နိုင်ပြီလို့မြပြည်တည်ရင်မြစ်တွေကပြောပါတယ်။အဲဒီတိုက်ပွဲမှာစစ်ကောင်စီနဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်73ယောက်ကိုအသေးဖမ်းဆီးရမိထားပြီးတယောက်ကိုတော့အရှင်မိထားတယ်လို့ဆိုပါတယ်။အဲဒီတောက်ကုန်းမှာစစ်ကောင်စီနဲ့ပြည်သူ့စစ်အဖွဲ့တွေစခန်းချထားတာဖြစ်ပါတယ်။ဒါပြင်ဗမော်မျိုးဘက်မှာတော့ မီလာဆန်အထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးဘုံဘော်မျိုးတွင် မီလောက်နေတဲ့ရုပ်ပုံတွေဗီဒီယိုဖိုင်တွေလည်းလူမှုကွန်ရက်စာမျက်နှာမှာထွက်ပေါ်လာပါတယ်။စီးရီတည်င်းတွေအရာတော့စီကောင်စီကလေကြောက်ကနေအပြင်းအထန်ခံစစ်ဆင်နေပြီးနှစ်ဖက်ထိခိုက်သေဆုံးမှုတွေများပြားတယ်လို့ဆိုပါတယ်။ပကူတိုင်းအရှိဖက်ချင်းညောင်လေးပင်ခရိုင်မူမြို့နယ်ခေါ်မုံမြို့နယ်ထဲမှာရှိရဲစစ်ကောက်စီကတက်ဆွဲထားတဲ့ရွာတွေကို KNL နဲ့ပူပေါင်းတပ်တွေကသိမ်းပိုက်လိုက်ပါတယ်။ ်မုံမြူနယ်ထဲကစစ်ကောက်စီတပ်ရဲ့ခလာရ60ခလာရ83တို့ခြေကုပ်ယူထားတဲ့နောက်ကုန်းရင်တိုက်ကုန်းရံမျိုးအောင်ရွာကြီးအင်းကျုံကုန်းနုကလောနဲ့တောင်စုရွာတွေကိုဧပြီလ28ရက်နေ့မနက်အစောပိုင်းမှာတိုက်ခိုက်တာလို့ KNU ကဆိုပါတယ်ဒီတိုက်ပွဲတွေထဲစစ်ကောက်စီတပ်ကဒုတက်ရင်မှုတယောက်နဲ့အရာခံဘူတယောက်အပါအဝင် အများအပြားတည်ဆုပ်ခဲ့တယ်လို့ KNU ဘဟုကမေလ9ရက်နေ့မှာထုတ်ပြန်ပါတယ် တိုက်ပွဲထဲလက်နက်ခင်းရဲ့အမြောက်အများသိမ်းဆည်းရမိခဲ့တယ်လို့လည်း KNU ဗဟိုက ထုတ်ပြန်ပါတယ်။မြန်မာပြည်သူတွေအပေါ်ကျူးလွန်တဲ့စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကိုအာဆီယံအနေနဲ့လိလူရှုထားမယ်ဆိုရင်မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုထိရောက်စွာအကူအညီပေးနိုင်မှာမဟုတ်ဘူးလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကအာဆီယံကို ပြောဆိုလိုက်ပါတယ်။အမိကတင်ဆက်ထားပါတယ်။အာဆီယံအလက်ကျဥပဒေတာဝန်ယူထားတဲ့မလေးရှားနိုင်ငံရဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဧပြီလ29ရက်နေ့မှာလုပ်ခဲ့တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်း press briefing အစီအစဉ်မှာ NUG အစိုးရသမ္မတရုံးပြောရေးဆိုခွင့်ရှိသူကထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ရရှိမှာမြန်မာပြည်သူလူထုအပေါ်မင်းအွန်လိုင်းနဲ့စစ်ကောင်စီကအကြမ်းဖက်လုပ်ရက်တွေကျူးလွန်နေတာကို အာဆီယံကလက်လူမရှုဖို့အရေးကြီးပါတယ်။အကြမ်းဖက်လုပ်ရက်တွေကိုလက်လူရှုထားမယ်ဆိုရင် မြန်မာနိုင်ငံမှာငြိမ်းချမ်းတည်ငြိမ်မှုတည်ဆောက်တဲ့လုပ်ငန်းစဉ်တွေထိရောက်စွာအကူအညီပေးနိုင်မှာမဟုတ်ဘူးဆိုတာပြောကြားခြင်းပါတဲ့တဟပြင်းမြမအကြက်တဲကိုအပြေရှာရမှာစစ်ကောင်စီဟာအကြက်တဲကိုပြည်လဲဖို့တခုတီးသောအပြေမဟုတ်တာကြောင့်အာဆီယံအနေနဲ့သက်ဆိုင်ရာတော်လှန်ရေးအင်အားစုတွေနဲ့တွေ့ဆုံဖို့လိုအပ်တယ်လို့လည်း NUG သမရယုံပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။မြမအကြက်တဲပြည်လဲဖို့အတွက် အကျမ်းတော်စေအုပ်စုဟာအပြည့်မဟုတ်ဘူးဆိုတာလေတိတာထင်ရှားနေပါလေအာဆီယံအဖွဲ့အနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့ဒေါ်လာရဲ့အင်အားစုတွေနဲ့တရားဝင်ထိတွေ့ပြီးနိုင်ငံရေးထင်ရှားဖို့လောက်ကိုင်းခြင်းကတော့ရေရှည်တည်တက်ခိုင်မာတဲ့တည်ငြိမ်အေးချမ်းမှုကိုရနိုင်တဲ့တစ်ခုတည်းသောနီလန်ဖြစ်တယ်ဆိုတော့ပြောကြားခြင်းပါလေ ပြီးခဲ့တဲ့ April 18ရက်နေ့က ASEAN အလှည့်ကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့ online ကနေတဆင့်ပထမဆုံးအကြိမ်တရားဝင်တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့ကြပါတယ်။အဲ့ဒီဆွေးနွေးမှုကနေတဆင့်နောက်ထပ်ထိပ်သီးဆွေးနွေးပွဲတွေဖြစ်လာဖို့မျှော်လင့်တယ်လို့လည်းဦးကျော်စောကပြောပါတယ်။ ASEAN အလှည့်ကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်နဲ့ကျွန်တော်တို့ပြည်ထောင်စုဝန်ကြီးချုပ်တို့တော်လှန်ရေး၄နှစ်တာကာလအတွင်းမှာ ပထမဆုံးအကြိမ်တရားဝင်ဆက်သွယ်ဆွေးနွေးမှုကိုအမျိုးသားညီညွတ်ရေးအစိုးရကကြိုးဆိုပါတယ်။ပြည်သူပြည်သားတွေလိုချင်တဲ့ငြိမ်းချမ်းသာရဝတ်ပြောတဲ့ Federal Democracy ပြည်တော်စုတည်ဆောက်နိုင်အောင်ဥတီမဲ့အားလုံးပါဝင်တဲ့ဒေသဆိုင်ရာဆွေးနွေးပွဲတွေဖြစ်ဖို့အတွက်အရေးပါတဲ့အစ်စ်တစ်ခုဖြစ်တယ်လို့လည်းထင်မြင်မိပါတယ်။အကျိုးရှိတဲ့နောက်ထပ်ထိပ်သီးဆွေးနွေးပွဲတွေဖြစ်တာကိုလည်းမျှော်မှန်းပါတယ်။ စ်အာဏာသိမ်းပြီးတဲ့နောက်ပြည်နယ်နဲ့တိုင်းဒေသကြီးတွေထဲမှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင်အားစုတွေအကြားတိုက်ပွဲတွေကပြင်းပြင်းထန်ထန်ဖြစ်ပွားလာခဲ့ပါတယ်။စစ်ရေးပဋိပက္ခတွေကြားကပြည်သူတွေဟာစစ်ကောင်စီတပ်ရဲ့ဖမ်းဆီးနှိပ်စက်တပြက်တာလူသားတိုင်းကလုတာအိမ်တွေကိုမိရှုဖျက်ဆီးတာပြည်သူတွေလောက်ကင်စားတောက်နေတဲ့နေရာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်တာအပြင်ရွာတွေတဲကမောင်းထုတ်တာတွေစတဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုခံစားနေကြပါဗျ။ တရုတ်ရဲ့ဖိအားကြောင့်လက်လွတ်လိုက်ရတဲ့လာရှိုးမျိုးကိုပြန်ရယူနိုင်ဖို့ပူပေါင်းလှုပ်ဆောင်ကြရမယ်လို့ဂရိမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ဥက္ကဋ္ဌခူမီထူက ပြောပါရယ်ကိုပီတာကတည်င်းပေးပို့ထားပါရယ်တရုတ်ရဲ့ကြီးမားတဲ့ဖိအားတွေကြောင့်လာရှိုးမျိုးကနေပြန်ဆုတ်ပေးလိုက်ရတဲ့အတွက်လာရှုပ်ပြည်သူတွေနဲ့ကိုကန်တတ်မတော် MNDA တို့အတွက်စိတ်မကောင်းဘူးလို့ KNDF ဥက္ကဋ္ဌကပြောပါရယ် ကိုကန်လို ဖက်ကနေပြီးမှပေါ့နော်ဒါအာဒီရေးပြအကြောင်းလို့ပေါ့နော်လာရှုပ်ပြန်ပေးလဲရတယ်လာရှုပ်ပြန်ပြီးမှပေါ့နော်ဆုတ်ပေးရတဲ့ဟာမျိုးတွေကြားရတဲ့တော့ပေါ့နော်ဒါလာရှုပ်ပြည်သူလူစုနဲ့ဟောနော်ဒီကိုကန်ရဲ့ပေါ်တဲ့စိတ်မကောင်းပေါ့နော်အာအဲ့ဒါတော့အမှန်ကန်ပဲလက်ရှိမှာတရုတ်ရဲ့အကူအညီနဲ့လာရှုပ်မျိုးထဲကိုစစ်ကောက်စီတပ်ကအင်အားအလုံးကြီးနဲ့ပြန်လည်ဝင်ရောက်နေပြီဖြစ်ပါတယ်လာရှုပ်မျိုးဟာကိုကန်တပ်ဖွဲ့ MNDEA အပါအဝင်မဟာမိတ်တပ်တွေရဲ့အတက်များစွာနဲ့ရေးပြီးမှခက်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 တိုက်ယူထားခဲ့ရတဲ့အတွက် လွယ်လွယ်နဲ့လဲလွတ်လို့မရဘူးလို့ခွန်ပြီးထုတ်ပြဆိုပါရယ်။ဒါကြောင့်လက်ရှိမှာလာရှုကိုခဏနောက်ဆုတ်ပြီးထားရပေမဲ့လည်းအချိန်ကာလတစ်ခုရောက်လာခဲ့ရင်နီလာပေါင်းစုံနဲ့လာရှုမျိုးကိုပြန်ပြရယူဖို့လှုပ်ဆောင်ကြရမယ်လို့ KNDF ဥက္ကဋ္ဌကပြောပါရယ်။ဟဲ့ဒါပေမဲ့ခုနပြောတဲ့ဒီအခြေအနေကိုပေါ့နော်ကျွန်တော်တို့နီလန်ပေါင်းစုံရှာပြီးမှပေါ့နော်ပြန်ကြော်လွားဖို့လုပ်ရမှာပေါ့နော်ဒီ အလားရှုဆက်ပြီးမှဟိုဗလာသုံးဆောင်ကြရပါတော့။ချိန်ကာလတခုလက်လို့ရရမှပေမဲ့ပေါ့နော်။အခြားနီလန်းရှာပြီးမှပေါ့နော်ပြန်ပြီးမှရယူရလိမ့်မယ်ပေါ့နော်။ခြားနေရာမှာလည်းစစ်စင်ရေးပုံစံမျိုးမျိုးနဲ့ပေါ့နော်။ဒါကျွန်တော်တို့ပုံစံတစ်မျိုးနဲ့ပြန်သွားရလိမ့်မယ်ပေါ့နော်။ကရင်နီမျိုးသားများကာကွယ်ရေးတပ် KNDF ဟာလာရှုမျိုးတွင်တိုက်ပွဲမှာတခြားသောမဟာမိတ်တပ်ဖွဲ့တွေနဲ့အတူကိုကတ်တပ် MND ဤဘက်ကဝေရောက်ကူညီတိုက်ခိုက်ခဲ့ကြပါတယ်။ကိုကတ်တပ်အမတီအီဟာတစ်တုံညနှစ်ခုစစ်စီကာလဖြစ်တဲ့ 2024ခုနှစ်အောက်ဂုတ်လထဲမှာစစ်ကောင်စီရဲ့အရှိမောက်တိုက်စစ်ဌာနချုပ်ချီဆိုင်ရာလာရှုံမြို့ကိုတိမ့်ပိုက်နိုင်ခဲ့ပေမဲ့လည်းဒီနှစ်ဧပြီလတတိယပတ်ကစားပြီးတရုတ်ရဲ့ဖိအားတွေကြောင့်မြို့ပေါ်ကနေဆုတ်ခွာပြီးဖို့သဘောတူပြီးလိုက်ရတာဖြစ်ပါတယ်။ဒါပေမဲ့လာရှုံမြို့ပြင်ပတ်ပတ်လည်းရှိကျေးရွာတွေမှာတော့ MNDAA ကဆက်ပြီးတပ်ဆွဲထားမှာဖြစ်ပါတယ်။ ကရင်ပြည်ဒီမော့ဆိုမြို့နယ်မှာတောက်သူတွေစိုက်ထားတဲ့ຫນွေစပားဤကတထောက်ကျော်ခရူးဖြစ်စည်းတာကိုခံလိုက်ရတဲ့အတွက်အကူအညီတွေလိုအပ်နေတယ်လို့တောက်သူတွေကပြောပါတယ်။မတ်လနဲ့ဧပြီလထဲမှာစိုက်ပျိုးထားတဲ့ຫນွေစပားတွေခရူးဖြစ်စည်းတာခံရတဲ့အခြေအနေနဲ့ပတ်သက်ပြီးတောက်သူတယောက်ကအခုလိုပြောပါတယ်။အော်ကျွန်တော်တို့ကအဲ့ဒီမှာစပားစိုက်တာခရူးတွေဖြည့်ကုန်တယ်။စိုက်ပြီးတာ လေး၅ရက်ဆိုတော့ကြီးကလည်းတော့မပေါ်ဘူးဒါပေမဲ့၁၀ရက်ပူသွားရင်ဆိုတော့တရက်နဲ့တရက်တော့ကြီးဆိုတော့ခကြီးကြတော့စဘာဖြစ်ဖြစ်ကုန်နဲ့ကုန်သွားတာခပ်ပြင်းများပဲအဲကကလုံးဆိုထော်ကျော်လို့ရှိမဲ့ကွေးလို့ဟောထဲမှာဆိုပူရဆိုးသေးတယ် ဒီမောဆိုမျိုးနယ်ထက်ကနမခုတ်ကျေးရွာအုပ်စုဖျားဖြူကျေးရွာအုပ်စုသေးစုလဲကျေးရွာအုပ်စုဒေါ်ဘူးကူကျေးရွာအုပ်စုအိုကေကျေးရွာအုပ်စုစောက်တူရွာတစ်ကျေးရွာအုပ်စုစင်တောင်ကျေးရွာအုပ်စုတွေမှာຫນွေစပါးစိုက်ပျိုးကြတာဖြစ်ပါတယ်။စပါးခင်းတွေကိုဖျက်ဆီးတဲ့ခရုတွေဟာအရွယ်အစားအမျိုးမျိုးရှိပြီးစပါးပင်ရဲ့အမြင့်တွေပါဖျက်ဆီးပြစ်တာလို့ဆိုပါတယ်။အရင်ကအခုလိုဖျက်ဆီးခံရတာမရှိဘူးလို့ပြောပါတယ်။ တဖက်မှာတော့ခရုရံကကာကွယ်ဖို့စူးစမ်းလုပ်နေပေမဲ့လည်းအဖက်ဖက်ကကိုကြစရိတ်တွေကြောင့်ခက်ခဲမှုတွေအများကြီးရှိတယ်လို့တောက်သူတွေကြုံတွေ့နေရတဲ့အခက်အခဲတွေကိုမြေပြင်ထိကွင်းဆင်းကြည့်ရှုခဲ့တဲ့ကြီးလေးလူထုဖွံ့ဖြိုးရေးစေတနာဝန်ထက်ကအခုလိုပြောပါတယ်ခီယူတာဆေးရီဘောနောကုမ္ပဏီကကြောင်ရတဲ့ဟောဘာတို့အာမိုတို့ကုမ္ပဏီကကြောင်ရတဲ့ဆေးရီထိုင်းကလာတဲ့ခီယူတာဆေးရီတို့ဝယ်တောင်းတဲ့ဒီခု1000ကျော်3000ပေးရတဲ့ အဲတထောက်အထောက်နဲ့လည်းလာတာပေါ့နော်အဲ့ဒါကိုတောင်းတယ်ဒါပေမဲ့ဖျားနေရမှာပဲခယူးညိန်သွားတယ်နောက်ရက်ဆိုခယူးပြန်ပွားလာတယ်ပဲလို့သူတို့ပြောတယ်ဆေးနဲ့လည်းမနိုင်ဘူးပေါ့နော်တောင်သူတွေကသူတို့ဘာလဲတချို့ဆိုလို့ရှိရင်တောင်သူတွေကိုယ်တိုင်ကိုင်းဆင်းပြီးတော့ခယူးတွေလိုက်ကောက်ကြတယ်ခယူးတွေလိုက်ကောက်ပြီးတော့သူတို့ဟိုလကမ္ဘောမှာကစင်းမှာပုံလဲအဲ့ထဲမှာထက်တယ်အဲ့ဒါမျိုးနေ့တိုင်းနေ့တိုင်းသူတို့ကောက်တယ် တချို့ဆိုလို့ရှိရင်လောက်အမနိုင်တော့လူငါးပြီးတော့ကောက်တယ်လူငါးလို့ရှိရင်တရက်ကိုတပေါင်းခွဲ၂ပေါင်းထိပေးရတာပေါ့နော်အဲကြောင့်မလို့သူတို့မှစရိတ်တားထောင်းပါတယ်အခက်အခဲတွေကိုကူညီဖြည့်ရှင်းပေးဖို့အကူအညီပေးနေတဲ့အဖွဲ့အစည်းတွေကိုတောင်းဆိုတယ်လို့ဦးဖိလစ်ကပြောပါတယ်ပြီးခဲ့ most ဘာမှလည်းမရရဘူးရေလွမ်းလို့စဘာပင်နေရပျက်စီးကုန်တယ်เออก้าวหนันถွဲได้เฉยก้าวหนันยิ้มแม้တော့แม้เฉยมายีล้วนแล้ว2024งูต้วยมาบ่เนาะ အဲမှာကောင်းကောင်းတာမဲ့တော့ရမဲ့ချိန်မှာပါလေရေလွှမ်းမလို့စဘာမရရဘူးပြီးတော့ဒီဒီနွေကိုအားခဲပြီးတော့ပြန်ဆိုင်တဲ့ခါမှာလဲသူတို့ကအကျွေးတွေယူပြီးတော့မျောစာတွေနော်မျောစာဖိုးတွေနော်လောက်အခတွေနောက်ပြီးတော့ပါလေမြေပြပြစီရိတ်တွေသူတို့ကအကျွေးလောက်ပြီးတော့သူတို့ဆိုင်တဲ့ခါမှာအခုက queue အထဖြစ်စီပြန်တဲ့ခါကျတော့သူတို့ကအလီလီနော်အကျွေးနဲ့တန်တရာလဲသွားတော့ဘောနော် ီးတဲ့ကျွေးဟောင်းလည်းမဆန်းနိုင်ကျွေးသစ်လည်းမဆန်းနိုင်နောက်ထပ်မိသားစုစားဖို့လည်းထပ်ပြီးတော့အကျွေးယူရအောင်မယ်ဆိုတဲ့အခါကျတော့အကျွေးနဲ့တန်တရာလည်နေပါတယ်ဘောနော်တောင်သူတွေဘောနော်ဆိုတော့လူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်းတွေကလည်းတာနိုင်တယ်လို့ဖက်ဖက်ကနေဝိုင်းဝန်းတော့ကူညီပေးချဖို့ကျွန်တော်အနေနဲ့တင်ပြတောင်းဆိုလိုပါတယ်ဘောနော်ခရုရံကိုမဖြစ်ရှင်းနိုင်ရင်ပြည်내ရဲ့ဆန်စပါးဖူလုံမှုကိုချိတ်ချောက်လာနိုင်တယ်လို့တော်သူတွေကပြောပါတယ် ပေါတူတွေအနေနဲ့ခရုနေနေနိုင်မဲ့ဤပညာအကူအညီတွေလိုအပ်နေတယ်လို့စဘာမျိုးစစ်နဲ့စိုက်ပျိုးရေးအတွက်စိတ်စကားတွေလိုအပ်နေတဲ့အတွက်အကူအညီပေးနေတဲ့အဖွဲ့အစည်းတွေအနေနဲ့အကူအညီပေးကြဖို့တောင်းဆိုတယ်လို့ပြောပါတယ်အစီအစဉ်ကိုကြည့်ရှုအားပေးနေတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေကြပါစေ။ နောက်တစ်ပတ်ဒီလိုချိန်မှာစောင့်မျှကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်အစီအစဉ်ကိုရက်နာခွင့်ပြုပါရှင်